ကိုရီးယားရဲ့အကြီးဆုံးစုပေပွဲဖြစ်တဲ့ Blue Dragon Flying Awards စုပေပွဲမှာအကောင်းဆုံးအမျိုးသမီးတရုတ်ဆောင်ဆုကိုရရှိခဲ့တဲ့အပြင်အော်စကာဆုပါရနိုင်ပေဆိုပြီးတော့ခန့်မှန်းနေကြတဲ့လက်တော်လူပြောများနေတဲ့ဇက်ကလေးဖြစ်တဲ့ No Other Choice အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Z Blog ကဈေးခန့်မင်းပါကျွန်တော်ဒီနေ့ကတော့လက်တော်လူပြောများနေတဲ့အော်စကာဆုပါရနိုင်နေဆိုပြီးတော့လူတွေခန့်မှန်းနေကြတဲ့ဇက်ကလေးဖြစ်တဲ့လီဗျံဝင်းနဲ့ဆိုယူချင်းတို့ပါဝင်လာတဲ့ဇက်ကလေးကြောင်းကိုနည်းနည်းလေးပြောပြပေးပါမယ်ဂျွမ်းသူဇက်လန်လေးကိုကြည့်လိုက်အောင် ီပြောင်ဝန်ကဘဝကိုအေးအေးဆေးဆေးဖျက်တမ်းနေပြီးတော့မိန်းမနဲ့မိသားစုကိုအရန်ချစ်တတ်တဲ့လူတယောက်ပါတရက်မှာမထင်မှတ်ပဲနဲ့အလုပ်ထုတ်ကန်လိုက်ရပြီးတော့အလုပ်လက်မဲ့ဖြစ်သွားပြီးတော့မိသားစုကိုကောက်ကောက်မထားနိုင်မှဟုစိတ်ပူနေခဲ့ပါတယ်သုံးလအတွင်းအလုပ်ရှာနိုင်မယ်ထင်ခဲ့ပေမဲ့လည်းထင်သားလို့ဖြစ်မလာတဲ့အခါမှာတော့ချင်းငွေတွေယူထားမိလို့အရန်ကြိုက်တဲ့အင်္ဂလိပ်ကိုရောင်းဖို့ပါဖြစ်လာပါတော့တဲ့တင်းမှာတော့သူရဲ့မိန်းမဖြစ်သူကအချိန်ပိုင်းလို့ရသွားပါတော့တဲ့စကူလုံးငါတခုကိုလှုပ်ဖို့အကောင့်တဲ့ပေါ်ဖို့စတင်ခဲ့မှာတော့သူနဲ့အင်တာဗျူးနဲ့သူတွေကိုအနှောက်ယှက်လို့ဖြစ်နေတဲ့သူတွေကို ရှင်းထုတ်ဖို့ဆုံးဖြတ်ချက်အမှားတွေကိုချလိုက်ခဲ့ပြီးရဲ့နောက်မှာတော့ဘယ်လိုမျိုးတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားဖို့ကြည့်ရမယ်ဇက်ကားလေးဖြစ်ပါတယ်ဇက်လန်လေးကိုတော့ကျွန်တော်ဒီလောက်ထိပဲပြောပြပေးမှာတော့မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဇက်လန်လေးအများကြီးပြောပြလိုက်ရင်ဇက်လန်ရဲ့အရာသာပြတ်သွားမှာကြောက်လို့ကျွန်တော်မပြောပြတော့ပါဘူးကျွန်တော်ကြည့်ပြီးတော့ပြောပြရရင်တော့ဇက်ကားလေးကဒီကကတရုပ်ဆောင်ချက်တွေကိုအဓိကအသားပေးရိုက်တာတဲ့ဇက်ကားလေးပဲဖြစ်ပါတယ်တချို့တွတ်ဆိုရင်တော့ကြည့်ရတာတမျိုးကြီးဖြစ်ရင်ဖြစ်နေပါလိမ့်မယ် ဒီဇက်ကာလီတဲ့မှာပေါ့နော်လီဗျန်ဟွန်းရဲ့တမူထူးခြားပြီးတော့အရန်ကောင်းလေးတိုးဆောင်ချက်တွေကိုလည်းဒီကားမှာတွေ့ရမှာပါမီနီမီဒါဆိုရင်ဂျင်းဆိုလဲဒီ Blue Dog ကို series ဥပမာဒီကားနဲ့ပဲအကောင်းဆုံးဒီမီနီမီစုကိုရရှိထားပါလေအဲ့ဒါအပြင်ဟိုမှာပေါ့နော်ဒီ Oscar စုကိုမှန်းတဲ့လောက်တဲ့ဆိုလဲကားဆိုပြီးတော့လဲ တော်တော်လေးကမှနာမည်ကြီးနေတဲ့ဇက်ကာလည်းဖြစ်ပါဇက်ကာကတင်းအောင်ဆောင်ချက်တွေကိုပဲတေချာလေးအသားပြီးရိုက်တာလေဇက်ကာပုံစံမျိုးပေါ့နော်ရုပ်ရှင်ရဲ့တချို့အခန်းလေးရေးဆိုင်မှာဆိုတေချာလေးရိုက်ပြထားတာကိုတွေ့ရတယ်ဒီဇက်ကာမှာတချို့ဇက်ဝင်ကန်းနေဆိုရင်ဒီလူ၃ယောက်ဗျာတပ်ပုတ်နေကြတာဗျာနောက်ခံဒီလုံလေးထည့်ထားပြီးတာကတော်တော်လေးဒီဇက်ကာရဲ့ဆွဲဆောင်မှုလို့ပြောလို့ရတယ်ပါတော်တော်လေးလည်းမိုက်တယ်ဒီရုပ်ရှင်ရဲ့အဓိကကိုပြောရမှာဆိုရင်တော့ဒီရိုက်ချက်တွေနဲ့နောက်ခံဒီလုံလေးကအဓိကလို့ပြောလို့ရတယ်ဗျာ လည်းမကြည့်ရသေးဘူးဆိုတော့ကြည့်ကြည့်ပါကြည့်လို့ကောင်းပါတယ်တချို့တွေအတွက်တော့ကြည့်ရတာအဒီဆက်ကလေးကတမျိုးကြီးဖြစ်ဖြစ်နေလိမ့်မယ်ပြင်းမှုကောင်းတဲ့ဆိုဖြစ်ဖြစ်နေလိမ့်ပါအမေတီချာလေးကြီးကြီးရင်တော့အဆိုင်ဝင်စားဖို့ကောင်းတဲ့ဆက်ကားလေးဖြစ်ပါတယ်။တွားကြီးကြီးပါ။အဲဒီတော့တော်တော်လေးနာမည်ကြီးနေတဲ့ကားမို့လို့ပါရာဆိုက်တို့မျိုးပုံစံမျိုးပေါ့ဗျာပြောရရင်တော့ဒီကိုရီးယားတွေကအဲ့လိုမျိုးကားတွေရိုင်းနေတယ်မှာတော်တာလားပါလားလို့မသိပါဘူး။ပါရာဆိုက်ပုံစံမျိုးလိုမျိုးစင်တဲ့ဆက်ကားပုံစံမျိုးဖြစ်တဲ့အတွက်စင်တဲ့ဆက်ကားမဟုတ်ပါဘူး။ လက်ရပုံစံမျိုးလေးဖြစ်တဲ့အတွက်တော့ကြည့်ကြည့်ပါကြည်တင်တဲ့ဇာတ်ပုံစံလေးပဲဖြစ်ပါတယ်ဒိုနယ်အီဝက်စ်လေးရဲ့နမီဂျီမစ္စတာထရီလာဝတ္ထုဖြစ်တဲ့အတက်အက်ဆိုရဝတ္ထုကိုအခြေခံပြီးရိုက်ကူတာတဲ့ဇာတ်လေးဖြစ်တယ်လို့အိုဘိုင်းတို့တဟမ်မရဲတို့စတဲ့နမီဂျီလက်ရတွေကိုဖန်တီးခဲ့တဲ့ဒရိုက်တာပက်ချမ်ဘူကရိုက်ကူထားပြီးတော့ကတ်စရီနေလည်းထိတ်တန့်တရုပ်ဆောင်တွေဖြစ်ကြတယ်ဒီပြောင်ဟုံးဆောင်ယူခြင်းနဲ့ချာဆောင်ဝူတို့အပြင်ဘဟီဆွန်တို့လီဆမ်မင်းတို့ဂျမ်ဟီဘရန်စတဲ့နမီဂျီတရုပ်ဆောင်ဝိုင်းတရုပ်ဆောင်များစွာပါဝင်ထားပါတယ် တော့ကြည့်ကြည့်ပါကြည့်လို့တော်တော်လေးကောင်းပါတယ်ပြီးတော့ရတာဘူးတယ်ရတာပုံစံမျိုးပဲဗျာအဲ့လိုမျိုးပေးလိုက်မယ်လို့တော့ကျွန်တော်ထင်တာပါเนาะဒီဇက်ကလေးကကဲအားလုံးကတော့ဒီဇက်ကကိုအကြိုက်သူကျွန်မတော့ကြည့်လိုက်မယ်တချို့ဆိုရင်လည်းမကြိုက်တဲ့လူလည်းရှိလို့ကြိုက်တဲ့လူတွေလည်းရှိပါတယ်တော့ကြည့်ကြည့်ပါကြည့်လို့ကောင်းပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ညှိုးမိခဲ့တာကတော့ no အားသွားချိုက်ဆိုတဲ့ဇက်ကလေးပဲဖြစ်ပါဒီဇက်ကလေးကိုဗမာကြည့်ရမယ်မသိဘူးဖြစ်နေတဲ့လူတွေအတွက်ဇေစီနီမာ123ဇေစီနီမာ112တော့ကြည့်လို့ရပါတယ် channel မြန်မာတို့ဘာလို့မှလည်းတော့ကြည့်လို့ရပါတယ် အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့လို့ဆိုရင် like and share follow လေးလုပ်ခဲ့ပေးကြအောင်နောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြမယ်နော်